ုတ်ကဲ့အားလုံးမင်္ဂလာပါဗျာเนาะအားလုံးမမင်္ဂလာပါကျွန်တော်ခုပြပေးမယ့် site ကတခွက်တည်းဒဲထိုးရမယ်တခွက်ကောင်းစနစ်เนาะတခွက်ကောင်းစနစ်ကိုဒဲထိုးရမှာเนาะအဲ့အဲ့ site ကလေးကိုချပြပေးမှာဖြစ်တယ်เนาะအဲ့ site ကလေးကပြီးခဲ့တဲ့ဘက်ကအထိလှုပ်လှုပ်ထားတယ်เนาะအဲ့ဒါကြောင့်မလို့ချပြပေးရเนาะဒီလေးခါရင်เนาะဒီလေးခါရင်နောက်ပေါင်း၃ဝယ်ခွန်เนาะလေးခါနဲ့နောက်ပေါင်း၃နဲ့ခွန်တစ်နှစ်ကျော်လိုက်၃ညခါနဲ့နောက်ပေါင်းခွန်နဲ့ခွန်မယ်เนาะ တစ်နှစ်ကျော်လိုက်၊သုံးရခါနဲ့နောက်ပေါင်းခွန်နဲ့ခွန်၊နောက်တစ်ခါတစ်နှစ်ထပ်ကျော်လိုက်လေးခါနဲ့နောက်ပေါင်းသုံးနဲ့ခွန်နော်ခွန်လေးချက်နော်သူခွန်လေးချက်ထောက်ထားနော်အဲ့ရနေပါအလုပ်လုပ်မှာနော်လေးသုံးရသုံးခွန်၊သုံးရ6တစ်ခွန်၊သုံးရ8ကိုခွန်လေးနှစ်တစ်ခွန်နော်လေးကစလုံးတို့အလုပ်လုပ်တာနော်ဟုတ်ပြီအဲ့တော့ဆိုဘလို့အလုပ်လုပ်မလို့ဆိုဒီသုံးလုံးခုံလို့ခွေးလိုက်တာ ਨੇ တဲ့လွတ်သွားတဲ့ထိတ်စည်းကိုနော်ဒီသုံးလုံးခုံခွေးထားတယ်လွတ်နေတဲ့ထိတ်စည်းကိုနဲ့ဒီလေးနောက်ပိတ်နဲ့ဦးသူက သုံးလို့လှန်ထားလိုက်တာเนาะအဲ့ဒီသုံးသည်တဲ့ဒီမှာသုံးသုံးထိတ်လို့တက်လိုက်တာ ਨੇ ခါးနှလုံးကလည်းသုံးထားအောင်เนาะဟုတ်ပြီเนาะဒီသုံးလုံးခွန်လွတ်နေတဲ့ကိုထိတ်အဲ့ကိုထိတ်နဲ့ဒီလေးနောက်ပိတ်နဲ့သုံးလို့ထောက်တယ်အဲ့သုံးသည်သုံးထိတ်လို့တက်လိုက်တာ ਨੇ ခါးနှလုံးကလည်းသုံးအောင်เนาะပထမကတ်တာဒုတိယကတ်မှာလည်းဒီတိုင်းပဲဒီလိုခွန်လို့ခွေထားတယ်သုံးလုံးအဲ့ဒီမှာလွတ်နေတဲ့6ထိပ်စီအဲ့6ထိပ်စီနဲ့ဒီ၄ထိပ်နဲ့၄နောက်ပိတ်နဲ့ပေါင်းလိုက်ရင်၃ညအဲ့၃ညဒီ၃ညထိပ်လို့တက်ပြီးရတယ်ခါးနှလုံး၃ညကစားရနော်ဒါဒုတိယကတ် ဟုတ်ပြီတတရကတတရကမှလည်းဒီသုံးလုံးခုံလို့ခွေတယ်ခွေလိုက်တာနဲ့ဒီမှာလွတ်နေတဲ့ခွန်ထိတ်စီးเนาะအဲ့ခွန်ထိတ်စီးနဲ့ဒီနှစ်နောက်ပိုင်းနဲ့လှမ်းပေါင်းလိုက်ရင်ကိုအဲ့ဒီကိုဒီတဲ့ကိုထိတ်လို့တက်ပြီးတာနဲ့ခါနှလုံးကကိုလို့ရိုက်တာเนาะဒါတတရကเนาะအခုစတုတ်တာကမှလည်းသူ့အတိုင်းမဲ့လို့လုပ်ခဲ့တယ်เนาะဒီသုံးလုံးခုံလို့ခွေလိုက်တယ်အဲ့ခွန်လို့ခောက်ထားတဲ့ကောင်ရင်လွတ်နေတဲ့နှစ်ထိတ်စီးအဲ့နှစ်ထိတ်စီးဒီတဲ့ဒီ6နောက်ပိုင်းနဲ့လှမ်းပေါင်းရင်ရှစ်အဲ့ရှစ်ဒီရှစ်ထိတ်လို့တက်ပြရတဲ့ခါနှလုံးရှစ်ဆိုပြီးခဲ့ဘက်က89ရှစ်ရွဲကိုသူကပေးသွားတာနော်ဟုတ်ပြီနော် အဲ့တော့ပြောချင်တာအဲ့စနစ်ကနေဘာလာမလဲဆိုတော့ကျွန်တော်တို့အခုပွဲမှာ तू ကအဲ့ဒီမှာ तू ကဒီသုံးလုံးခွန်နဲ့နော်ဒီသုံးလုံးခွန်ခွန်လို့ခွေလိုက်တဲ့အချိန်မှာဒီ၄နဲ့၉နဲ့ကိုသုံးလှမ်းပေါင်းအဲ့သုံးဒီသုံးထိတ်လူတက်လိုက်တာ ਨੇ ခါးနှလုံးသုံးလူရိုက်တယ်အဲ့ဒီအချိန်မှာတဲ့ဒီ၄လုံးပေါင်းချင်းဒီသုံးရနဲ့ဒီခွန်နဲ့နော်ထိတ်နှလုံးသုံးရနဲ့နောက်ဝင်နှလုံးခွန်နဲ့အဲ့သုံးရနဲ့ခွန်နဲ့ပေါင်းရင်သုံးရခွန်လို့ခွန်ပေါ့အဲ့ခွန်ဒီခွန်ခါးလို့ထည့်လိုက်တာ तू ကဒီကိုနော် အဲ့ခွန်ဒီခွန်ခါလို့ဒီမှာထည့်လိုက်တာနော်ပထမဆုံးကတ်မှာအဲ့ခွန်ခါထည့်လိုက်တာနဲ့အဲ့ခွန်ခါကနေအလုပ်လုပ်မှာနော်အဲ့ခွန်ခါကိုပုံထားပြီးတော့အလုပ်လုပ်မယ်ခွန်ခါလို့ထည့်လိုက်တာနဲ့ထိတ်ထောင်သုံးလုံးနှစ်သည်တဲ့နှစ်ထိတ်ပါတဲ့နော်ဟုတ်ပြီဒီ9နဲ့ခွန်နဲ့ပေါင်းရင်9ထိတ်နဲ့ခါထောင်သုံးလုံးပြောရနော်ခါထောင်သုံးလုံးနှစ်သည်တဲ့နှစ်ထိတ်ပါတဲ့နော်အဲ့မှာ9နဲ့ခွန်နဲ့ပေါင်းရင်နှစ်သည်ကနှစ်ခါပါတဲ့နော်နှစ်ထိတ်နှစ်ခါနော်အဲ့ဒီအချိန်မှာသူကဒီဆောင်သုံးလုံး6တဲ့နော်ဒီဆောင်သုံးလုံး6နဲ့ဒီခွန်ခါနဲ့ပေါင်း၄လုံးပေါ့ 0963ဒီလင်းလုံးပေါင်းရင်3ဒီ3နောက်ပိတ်ပါရယ်เนาะအထိုင်ကတလုံးချင်းအထိုင်နဲ့လာရယ်เนาะထိတ်ခါအပိတ်เนาะတလုံးချင်းအထိုင်နဲ့လာရယ်เนาะနှစ်နှစ်သုံးထွက်ပြီเนาะဒါပထမကတ်เนาะဒုတိယကတ်မှာလည်းသူဒီတိုင်းပဲเนาะဒီ3လုံး9နဲ့เนาะအဲ့ခွန်ခွေလိုက်တဲ့အချိန်မှာဒီ6နဲ့6နဲ့လှမ်းပေါင်းတဲ့3ညဒီ3ညထိတ်လို့တက်အဲ့3ညထိတ်လို့တက်ရတဲ့ခါနှလုံးက3ညရရမှာအဲ့ဒီအချိန်မှာဒီ3ဒီတဲ့သူကသူ့ရှေ့ကတ်ကလိုပဲเนาะဒီမှာ ဒီ၃ညနဲ့ဒီခွန်နဲ့ပေါင်းရင်ခွန်ဒီဒီတစ်နှစ်ကျော်လှမ်းပြီးတော့ခွန်ခါထဲတာဒီမှာလဲသူကဒီ၅နဲ့ဒီ၈နဲ့ပေါင်းရင်၃အဲ၃ဒီ၃ခါလို့သူကထဲလိုက်တာအဲ၃ခါလို့ထဲလိုက်တာ ਨੇ တပြိုင်နဲ့ထဲတဲ့ခါတောင်၃လုံးပေါင်းရင်အဲ၃ကိုဘုံဘုံယူပြီးမှကစားမှာနော်သူကအဲ၃ခါထဲလိုက်တာ ਨੇ ခါတောင၃လုံးခွန်ဒီခွန်ထိပ်ပါတဲ့နော်ဒီ၃နဲ့၃နဲ့ပေါင်းရင်၆ဒီ၆ခါပါတဲ့နော်အဲ့ဒီအချိန်မှာဒီဇောင်း၃လုံးပေါင်းရင်၈နော်ဇောင်း၃လုံးပေါင်းရင်၈နဲ့ဒီ၃နဲ့၄လုံးပေါ့နော်၁ခွန်၃ ုံညာအသုံးဆိုတော့ဒီလေးလုံးပေါင်းခြင်း1ဒီ1နောက်ပိတ်ပါတယ်เนาะထိတ်ခါအပိတ်เนาะ3 3လုံးလုံးလုံးရတာเนาะဟုတ်ပြီဒါဒုတိယကတတိယကမှလည်း तू အတိုက်မင်လာခဲ့တာဒီသုံးလုံးပေါင်းခြင်းခွန်နဲ့အဲ့လိုခွန်လို့ရိုက်တာ ਨੇ ဒီနှစ်နဲ့ကိုခွန်နဲ့ပေါင်းခြင်းနော်ဒီတော့ခွန်လို့ခွဲရတာ ਨੇ လွတ်နေတဲ့ခွန်ထိတ်အဲ့ခွန်ထိတ်နဲ့နှစ်နောက်ပိတ်နဲ့ပေါင်းကိုအဲ့ကိုဒီကိုကိုထိတ်ခါးနှလုံးကိုလို့ထည့်လိုက်တာအဲ့ထည့်တဲ့အချိန်မှာဒီ၅ခါးဒီဒီမှာဒီခွန်နဲ့ဒီရှစ်နဲ့နော်လေးလုံးပေါင်းခြင်း ခွန်းနဲ့ရှင်းနဲ့လေးလုံးပေါင်းရင်၅ဒီ၅ခါလို့ထည့်လိုက်တယ်အဲ၅ခါကိုပုံယူပြီးမှသူကစားမှာနော်အဲ၅ခါလို့ထည့်လိုက်တယ်ဒီခါတောင်တုံးကိုဒီကိုထိတ်ပါတဲ့နော်ထိတ်နဲ့ခါနဲ့ပေါင်းရင်ကိုဒီကိုခါတဲ့နော်အဲလို့ကိုခါလို့ကြားချင်မှာဒီဇောင်းတုံးပေါင်းရင်၅အိုင်ငါးနဲ့ငါးခါနဲ့ပေါင်းတာနော်ဒီစောင်းသုံးလုံးပေါင်းရင်2 4 5ဒီလေးလုံးပေါင်းရင်ပေါ့2 4 5ပေါင်းရင်3ညစီ3ညနောက်ပိတ်ပါတယ်နော်ထိတ်ခါအပိတ်နော်တကွက်ထက်တဲထွက်တာနော် ဟုတ်ပြီအဲ့တော့ဂူဂူလည်းဒီပွဲစဉ်မှာလည်းပဲ तू အဲ့တိုင်းပဲเนาะဒီသုံးလုံးပေါင်းရင်ခွန်နဲ့ခွန်ကြောင့် तू ခွန်ခွေလိုက်တာနဲ့ तू လွတ်နေတဲ့နှစ်ထိပ်အဲ့နှစ်ထိပ်နဲ့၆နဲ့ပေါင်းရင်၈အဲ့၈ဒီ၈ထိပ်လို့ကြာပြီးတာနှခါနှလုံးကလည်း၈ထောင်အောင်ပါ၈ထိပ်လို့ကြာရတာနှခါနှလုံး၈ထောင်အောင်အဲ့အချိန်မှာဒီကိုးဒီဒီလေးလုံးပေါင်းရင်ကိုးပေါ့เนาะဒီကိုးနဲ့ဒီ၈နဲ့ဒီ၁နဲ့လေးလုံးပေါင်းရင်ကိုးကကိုးခါလို့ထိုင်လိုက်ရမှာ तू ကအဲ့လိုကိုးခါလို့ထိုင်ကြတဲ့ပြိုင်နဲ့တည်းအဲ့ကိုးခါကဘုံเนาะသူ့နဲ့ကစားမှာကိုးခါလို့ထိုင်ကြတဲ့ထိတ်ထောင်သုံးလုံး ခါထောင်335ဒီ5ထိပ်ပါတဲ့เนาะခါထောင်335ဒီ5ထိပ်เนาะဒီခါထောင်335ဒီ5ထိပ်ဒီဆောင်6ထိပ်နဲ့ဒီ6ခါနဲ့ပေါင်းရင်5ဒီ5ခါပါတဲ့5 5เนาะ5 5ရှည်ပဲရပြီเนาะအဲ့ဒီအချိန်မှာဒီဆောင်33ပေါင်းရင်5နဲ့ဒီ6နဲ့၄လုံးပေါင်းမှသူကြတယ်เนาะနောက်ဘက်က၄လုံးပေါင်းယူပါเนาะ6 6 8ဆိုတော့5 5နဲ့ဒီ6နဲ့ပေါင်းရင်၄၄ဒီနောက်ဘက်ပါတဲ့เนาะ5 5 4ဆိုတော့ခဏเนาะ အမှန်ငန်းငါလေးတဲ့တကွက်ထွက်တယ်နော်ထိတ်ခါအပိတ်သူကအပြီးလာတာနော်ဟုတ်ပြီအဲ့ဒါဆိုရင်နဲ့သူ့ကိုမှန်မှန်မှန်ဘာနဲ့ပြန်ပြီးတော့ချုပ်ကြည့်မလဲနော်ကြည့်ရအောင်နော်အဲ့တော့ဒီမှာဒီသုံးလုံးခုံနဲ့နော်မှန်မှန်မှန်ကိုကြည့်မယ်နော်ဒီသုံးလုံးခုံအဲ့ခုံလို့ခွေလိုက်တာနဲ့လွတ်နေတဲ့ကိုခါနော်ကိုထိတ်နော်အဲ့ကိုထိတ်နဲ့ဒီလေးလေးကိုပေါင်းရင်သုံးအဲ့သုံးဒီသုံးသုံးထိတ်လို့ကြာတယ်ကြာလိုက်တာနဲ့ခါနှလုံးကလည်းသုံးဖြစ်တယ်နော်အဲ့ဒီချိန်မှာသူကဒီခါးတောင်သုံးလုံးနော်နှစ်ခါးတောင်သုံးလုံးနှစ်ကထိတ်စီး ဒီ၅ထိတ်နဲ့ခွန်ခါနဲ့ပေါင်းရင်နှစ်ကနှစ်ခါဒီခွန်6 3ခွန်၄လုံးပေါင်းရင်3ဒီ3နောက်ပိတ်နော်အဲ့လို3နောက်ပိတ်လို့ကစားရတာ ਨੇ တဲ့သူကနှစ်နှစ်3ဆိုတော့ကဏ္ဍထွက်လာပြီအဲ့ဒီအချိန်မှာသူကဒီ9နောက်ပိတ်နော်ဒီ9နောက်ပိတ်အခုမှအလုပ်လုပ်မှဒီ9နောက်ပိတ်ကနော်ဒီလွတ်နေတဲ့3ခွန်ရှည်ရွယ်နော်ဒီမှာဒီ3ခွန်3လို့ကစားတယ်ကစားတော့လွတ်နေတဲ့ဒီ9ပေါ့မကစားသေးတဲ့9အဲ့9ကအခုမှကစားမှာနော်အဲ့9ဒီတဲ့ ထိတ်ထောင်နှလုံးရှင်းနေဒီ break ခွန်နဲ့ငားပြန်ဖြီးပါတယ်တဲ့နော်သူက break ပါချုပ်တာနော်ဒီငားနောက်ဘိတ်ကိုတဲ့နော်ဒီ၃ကို၃ဒီခါနှလုံး၃ကို၃ထိတ်ထွက်တယ်အဲ့ထွက်နေတဲ့ကောင်ကသူ့ရဲ့နောက်ဘိတ်ငားအဲ့ငားနောက်ဘိတ်ကိုဒီထိတ်နှလုံးရှင်းနေဒီ break ခွန်နဲ့ငားပြန်ဖြီးပါတယ်တဲ့နော်ဒါပထမကဒုတိယကံမှလည်းသူဒီတိုင်းမယ်နော်ဒုတိယကံမှလည်းသူကဒီ၃လုံးခွန်နဲ့ခွန်လို့ခွေလိုက်တာနဲ့သူကလွတ်နေတဲ့6ထိတ်နဲ့4နဲ့6နဲ့ပေါင်းရင်3ညအဲ့3ညဒီ3ညထိတ် တက်မယ်ခါနှလုံး3ညနော်ခါနှလုံး3ညလို့ရိုက်လိုက်တာနဲ့တပြိုင်တည်းတဲ့သူက ထိတ်ထောင်သုံးလုံးခါထောင်သုံးလုံးခွန်ခွန်ကခွန်ထိတ်တယ်နော်သုံးထိတ်နဲ့ဒီသုံးခါနဲ့ပေါင်းရင်6က6နောက်ပဲတယ်နော်အဲ့ဒီအချိန်မှာဒီတစ်ခွန်3ည3လေးလုံးပေါင်းတာတစ်ခွန်3ည3လေးလုံးပေါင်းရင်တစ်က1နောက်ပဲပါတယ်နော်အဲ့ဒီအချိန်မှာသူကဒီ3ည3ည3ထိတ်ကစားထားတဲ့ကောင်မကစားရတဲ့နောက်ကလွတ်နေတဲ့ခွန်နော်အဲ့ဒီခွန်ကိုလေဒီထိတ်3နဲ့ထိတ်ထိတ်ထောင်နှလုံး3နဲ့ဒီ break 4နဲ့ကိုခွန်ပြန်ဖြီပါတယ်တဲ့နော်ဒါဒုတိယကဲနော် တတိယကံမှာလည်းဒူဒီတိုင်းမှာဒီသုံးလုံးခုံခွေတဲ့အချိန်မှာလွတ်နေတဲ့ခုံထိတ်အဲ့ခုံထိတ်နဲ့ဒီနှစ်နဲ့ပေါင်းရင်ကိုအဲ့ကိုဒီကိုထိတ်လူတက်လိုက်တာနဲ့အဲ့ခါနှလုံးကကိုနော်ရိုက်ပြီးရိုက်လိုက်တာနဲ့သူကဒီခါထောင်သုံးလုံးကိုဒီကိုထိတ်ပါတဲ့နော်အဲ့ဒီအချိန်မှာဒီလေးထိတ်နဲ့ငါးခါနဲ့ကိုကလည်းကိုခါပါတဲ့နော်အဲ့ဒီအချိန်မှာသူကဒီကနန်းသုံးလုံးငါးနော်ဒီသုံးလုံးပေါင်းရင်ငါးငါးနဲ့ဒီငါးခါနဲ့လေးလုံးပေါင်းယူတာပါနှစ်လေးကိုငါးလေးလုံးပေါင်းရင်၃ညာ၃ညာနောက်ပိတ်ပါတဲ့နော်ဟုတ်ပြီအဲ့ကောင်မှန်မှန်မှန်ကိုသူကဘာနဲ့ချုပ်ထားလဲဆိုတော့ဒီကိုကိုကိုလို့ ခါနလုံးကိုကိုးထိတ်လို့ထည့်လိုက်တာနဲ့တဲ့သူကနောက်ဘေးလွတ်မကသားသေးတဲ့လွတ်နေတဲ့နောက်ဘေးတစ်အဲ့တစ်ကိုဒီထိတ်နှလုံးထိတ်ထောင်နှလုံးသုံးအဲ့ဒီသုံးနဲ့ဒီ brake ရှင်းနဲ့တစ်ပါပဲတဲ့နော်ပြန်ဖြည့်ထားတာနော်ဟုတ်ပြီဒါသကု stroke ကတ် stroke ကမှဒီတိုင်းမှာဒီသုံးလုံးခုံလို့ခွေရတာနဲ့သူကလွတ်နေတဲ့နှစ်ထိတ်အဲ့နှစ်ထိတ်နဲ့၆ထိတ်၆နောက်ဘေးနဲ့ပေါင်းရင်၈အဲ့ရှစ်ဒီ၈ထိတ်တဲ့၈ထိတ်လို့ကြားရတဲ့ခါနလုံးကလည်း၈ဖြစ်ရမယ်နော်အဲ့ရှစ်လို့ဖြစ်လိုက်တဲ့အချိန်မှာသူကခါရုံတုံတုံ၅ဒီတဲ့၅ထိတ်ပါတဲ့နော် အဲ့ဒီအချိန်မှာဒီ6ထိတ်နဲ့9ခါနဲ့ပေါင်းရင်ငါကလည်း9ခါပါတယ်နော်အဲ့ဒီအချိန်မှာပဲ तू က6 9 8ငါ9နဲ့ဒီ9 9ခါနဲ့ပေါင်း4လုံးပေါင်းတာပေါ့နော်6 9 8ကိုเนาะအဲ့တော့4လုံးပေါင်းရင်4 4နောက်ပိတ်ပါတဲ့เนาะဟုတ်ပြီအဲ့တော့9 9 4ဆိုရယ်ကဏ္ဍရပြီအဲ့9 9 4ဆိုရယ်ကဏ္ဍရတဲ့အချိန်မှာပဲ तू ကတဲ့ဒီ6ကို8လို့ခါလုံးနဲ့လုံး6ကို8ထိတ်လို့ထည့်ထားတဲ့မကစားသေးတဲ့လွတ်နေတဲ့8နောက်ပိတ်အဲ့8နောက်ပိတ်ကိုဒီထိတ်ထောင်နှလုံး4နဲ့ဒီကဘရိတ်4နဲ့ထဲမှာ8ဖြစ်ပါမယ်ဆိုတော့9 9 4တဲ့ခွဲတဲ့ထွက်တဲ့เนาะ ဟုတ်ပြီနော်အဲ့ဒီမှာ तू လိမ်လို့ရတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ तू ကဒီခါတော့နှလုံးနှစ်တည်တဲ့နှစ်ထည်တဲ့နော်ဒီ9နဲ့9နဲ့နှစ်တည်လဲနှစ်နော်အဲ့နှစ်နှစ်ရှည်ရွယ်ရိုက်တာနဲ့ဒီ၄ခုံ3ပေါင်းချင်းနော်ဒီကခန်းနှလုံး3ကို3ထိပ်ထွက်တဲ့၄ခုံ3ပေါင်း၄ခုံ2ပေါင်းချင်း3တည်တဲ့3နောက်ပိတ်ပါဆိုထည့်လို့ရတယ်နော်ဒီလိုလိမ်လို့ရတယ်သူလိမ့်ထားတဲ့အချက်ကဒီအချက်ရှိတယ်နော်ဒီမှာလိုက်အတိုင်းပဲခါရောင်သုံးလုံးခွန်ကခွန်ထိတ်တဲ့ ၃၃၃ပေါင်းရင်6အဲ့6က6ခါထွက်တဲ့အချိန်မှာသူက2 3 6ပေါင်းရင်1ဒီ1နောက်ပိတ်ဆိုပြီးတော့လိန်လို့ရတယ်နော်ဒါသူလိန်လို့ရတဲ့အချက်တတိယကတ်မှာလည်းအဲ့တိုင်းပဲသူကခါ၃လုံးခါတောင်၃လုံး9က9ကိုထည့်တယ်၄၅9က9ခါအဲ့ဒီအချိန်မှာသူက6 5 9ပေါင်းရင်3ညဒီ3ညပိတ်ပါတယ်ဆိုရင်ရတယ်နော်အဲ့လိုကစားလို့ရတယ်အဲ့တော့ခုဒီမှာဆိုရင်သူကခါတောင်၃လုံးပေါင်းရင်5ဒီ5ထည့်နော်ဒီ6နဲ့9နဲ့ပေါင်းရင်5ဒီ5ခါအဲ့တော့5ခါဝင်လိုက်တာနဲ့6 9 5လို့ပေါင်းလိုက်ရင်3ည နော်အဲ့3ည3ညနောက်ပြီဆို9 9 3ညဆိုတော့ကဏ္ဍကရန်ထိုးပေါ့ဗျာနော်9 9 3ညတဲ့နော်9 9လေးတဲ့9 9 3ညရန်နော်9 9လေးတဲ့အတိက9 9 3ညကိုရန်ထိုးပေါ့ဗျာနော်အားလုံးပဲခုတ်လိုက်နော်ကံကောင်းကြပါစေ